အတရုတ်ကြားပြန်ကောင်းဆောင်တွေဘေးဦးရွှေ့သွားပြီရန်ကုန်မြို့ဘေးကွန်ဒိုအခန်းထဲမှာဘလောက်ကိုရောက်နေပြီမင်္ဂလာတော်ဘေးနေရာကိုဘေးဝင်းထဲမှာထားတယ်ဘေးအထက်ကျုပ်ဆက်ယုံကြီးရဲ့ဘင်းနာတရုတ်အဆောက်အုံတွေမှာကြားပြန်ကောင်းဆောင်တွေရောက်လာတယ်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဘေးမျိုးလေးကိုတော့ဘသူ့ဘေးတပ်ဖွဲ့ရဲ့ဦးဆောင်မှုနဲ့ဘေးကြားပြန်ကောင်းဆောင်တွေကိုလောတဲ့လူကြုံခွင့်ပေးထားတယ်ဆိုတော့ပြည်သူ့ဘက်တော်သားပြည်သူတွေရဲ့သတင်းပေးမှုကိုရရှိနေတယ်ကျွန်တော်လိုလူလေးတော်မှာ င်းရှိနေရမယ်ဆိုရင်ကောင်းငင်ကနေပြီးတော့မြေပြင်က baseball ball ရဲ့တစိုက်ကူတော့လှမ်းဖက်လို့ရတဲ့ satellite တွေပိုင်ထားတဲ့လူတွေအစစ်မြစ်နဲ့ထောက်လိုင်းရန်ရဲကြီးတွေနဲ့တခင်ကူကဘာကျော်ထောက်လိုင်းတပ်ဖွဲ့ကြီးတွေရှိထားတဲ့ American လူဒီအစိုးရအဖွဲ့ကဘာမှမသိစရာအကြောင်းမရှိဘူးအဲ့တော့စင်တွေကိုစစ်ပြည်နဲ့ဖုံးချနေတဲ့လက်ရှိနောက်ဆုံးလက်ရက်ဒီအခြေအနေကိုကြည်ချင်းအဖြစ်မင်းအောင်လိုင်းဆရာစုရဲ့ဂိုင်းကြားပြန့်ဂိုင်းမူရဂိုင်းခေါင်းဆောင်အုပ်စုတစုရဲ့အခြေအနေဟာနောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်တယ်ဘာသူဟာ ဘယ်လောက်စကူထွက်ပြေးမလားရုရှားကိုပြေးမလားရုရှားကပြည်နယ်တစ်ခုခုမှာတွားယူမတင်မရှားနိုင်ခိုးလို့မလားဒီနီလန်းကိုယူမလားတဟိတ်ခုံရုံးကတဆင့်ချမှတ်တဲ့ကျိုးမိတ်ကိုတုံးမို့ထောင်မိတ်ကိုခံယူပြီးထောင်ထဲမှာတွားပြီးနေမလားတုံးမို့အီတလီကမူဆိုလိုနီလိုမျိုးဇောက်ထိုးကျိုးဆဲချပြီးပြည်သူတယောက်ချင်းစီရဲ့ပြစ်ပိမှုကိုခံမလားတုံးမို့သူ့ရဲ့ဖက်စစ်တပ်တွင်းကပဲဟစ်တလာနောက်ဆုံးချိန်ဖြစ်သွားတဲ့အချိန်မှာဖျက်သန်းသလိုသူ့ကိုသူပဲဆူဆိုက်လို့မလားဒီ channel ၄ခုကလွဲလို့ option ၄ခုကလွဲလို့မင်းအောင်လိုက်တဲ့ရွေးစရာမရှိတော့တဲ့အချိန်အဲကျွန်တော်တို့ဒေါ်လာရင်းတက်ဖက်ကအခုဆိုရင်ကြီးညာထားခဲ့တဲ့အတိုင်း မူကာလာမှာအင်္ဂါတွေစုလက်နက်တွေစုအားလုံးမဟာပြွာတွေစုပြီးတပ်ပေါင်းစုကြီးပေါ်ထွက်မယ်လို့ခေါင်းဆောင်ကြီးတချို့ကပြောလာတဲ့အနေအထားတချို့နေရာတွေမှာဆိုရင်ပြည်နယ်ချင်းချားနေတော့လည်းပဲစေရရပေါင်းဆက်ပြီးတော့ကြီးမားတဲ့အဓိကကြတော့ heartland တွေကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေနိုင်တဲ့အနေအထားရှိတဲ့အချိန်မှာလူငယ်တွေအနေနဲ့စစ်ကောင်စီဘက်ကအတင်းတမစူးစိတာကိုညင်ညင်သာသာနဲ့လေဆင်းခံပြီးတားတက်ယုံပို့ခွာရပို့ခံရတော့မယ်နွားလို့မျက်ရည်ကျအောင်လောက်နဲ့တန်းလန်းလိုက်သွားမှလား ါမှမဟုတ်ငါတို့အနာဂတ်ကိုတိဆောက်ဖို့အတွက်ရုန်းကန်စ조사နေတယ်။တော်လိုင်းရဲ့ဘက်သားမှပက်သားများဘက်က force conscription ဆိုပြီးတော့ထုတ်ပြန်မထားတော့လည်းပဲငါတို့အသိစိတ်နဲ့လည်းငါတို့ conscription လုတ်ပြီးတော့တော်လိုင်းရဲ့မှာအခုနောက်ဆုံးချိန်တိုက်ပွဲရောင်ဒီကိုမြင်နေရတဲ့တိုက်ပွဲမာရသွန်ပန်းနိုင်ကိုရောက်တော့မယ်အချိန်ကြီးကဘာကြီးကလည်းနောက်ဆုံးအမေရိကန်အပါဝင်လာပြီးတော့မြန်မာပြည်အပါဝင်တရုတ်ကတရုတ်ကွန်မြူနီနဲ့ရက်ဒီကမ္ဘာလုံးကိုဖြုတ်ချတာအစီအမံလို့ဖြုတ်ခွင်းတော့မယ်အကြီးမားဆုံးအချိန်ဒီမှာငါတို့လူငယ်တို့တရုတ်လုံးကတော်လိုင်းရဲ့ကိုရနိုင်တဲ့ဝင်ကူမယ်ဝင်တိုက်မယ်ဝင်ချောက်ပါမယ် စစ်ကောင်စီတို့အင်အားလုံးဝမဖြစ်အောင်ငါတို့ကြိုးစားမယ်ဆိုပြီးလူငယ်တို့အားလုံးကသာအခြေတဲနဲ့ရုံးမယ်တတန်တဲနဲ့ထွက်မယ်နိုင်ငံအနာဂတ်အတွက်အတူတူထိုင်ရမယ်ဆိုစိတ်ပိုင်းဖြတ်လိုက်မယ်ဆိုရင်တော့ပြီးကြတယ်မြို့လိုင်းအုပ်စုဟာ January မရောက်ဘူး January ဆို2026မှာနေပြည်တော်မှာစစ်အာဏာရှင်တွေခြေချစရာနေရာမရှိဘူးဆိုတဲ့တမိုင်းကြီးကိုကျွန်တော်တို့ရေးထိုးနိုင်မှာဖြစ်တယ်လူငယ်တွေမလုပ်နဲ့ အားလုံးပဲမင်္ဂလာပါခင်ဗျာကဘာကြီးတစ်ခုလုံးကမြန်မာစစ်ကောင်းဆောင်တွေရဲ့ကြားဖြန့်ကွန်ရက်နဲ့ဆက်ဆက်နေတဲ့လုပ်ရက်များကိုအမေရိကန်ထောက်လှမ်းရေးတွေရဲ့ဖော်ထုတ်မှုကနေတဆင့်သိရှိသွားပြီဖြစ်ပါတယ်ဒီလိုအခြေအနေမှာတော့စစ်တပ်ကအမေရိကန်ရဲ့နှိမ်နင်းရေးကိုလှုပ်ဝက်ရည်ရွယ်ချက်ရှိတယ်ဆိုပြီးရန်လိုတဲ့သဘောထားပြုမှုနေရခြင်းဟာအချက်တကွဲအကြောက်တရားကိုပြသနေပါတယ် ဒုတချုပ်စိုးဝင်းရဲ့အမိန့်နဲ့ကြားဖြန့်အဆောက်အဦတွေကိုဖြစ်စည်းလက်ဆက်ဖြောက်တာတွေကသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ဘိုကြီးဟောင်းနေမျိုးစဉ်ကတော့စစ်ကောင်းဆောင်တွေဟာဘီလာရုစ်လိုနိုင်ငံမျိုးမှာပုံနေရရင်တောင်နိုင်ငံတကာတရားရုံးရဲ့တရားစီရင်မှုကိုမလွဲမသွေခံရတော့မယ်လို့ခိုင်မာစွာတုံ့တက်ပြီးပြည်သူကိုတိုက်တွန်းချက်တွေပါပါဝင်ပါတယ်။အဆုံးထိနားစင်ဝေဖန်တုံ့တက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ။ဟုတ်လားမနက်ခင်းပါခင်ဗျာ။ 2025ခုနှစ်နိုဝင်ဘာလ22ရက်မြမပြည်တွင်တနင်္လာမှနေပြီးတော့မြမပြည်သူအတိုင်းအတာများနဲ့ဒီပရောက်မြမပြည်သားမြမပြည်ပွားဥတော်လိုင်းရေးအတွက်အဆန်းကုန်ကြိုးစားနေကြတော့မြေကောင်သားအားလုံးကိုမင်္ဂလာမနေ့တော်လည်းမနေ့လှုပ်ဆက်ပါလေဒီနေ့အချိန်ဒီအချိန်ခါရရဲ့အတိပွင့်နေပြီးအကျိုးကြောင့်ချိန်နေပြီးရကျွန်တော်တို့မြမပြည်သားအားလုံးအားနဲ့ညီမမြတခဲနဲ့ပူပေါင်းစွန့်ကျင်တော်လန်လာခဲ့တဲ့ဖက်စစ်အကြပ်အာနာရှင်စနစ်စိုးကြီးဟာအပြည့်တိုင်းညီကုန်းချို့တော့မြဲအနေထားကို လောက်ရှိလာတဲ့ဒစဒစနီးကပ်လာတဲ့တိတာတေချာထင်ရှားလာတဲ့အနေအထားတွေမြင်တွေ့နေရပြီလို့ဥစွာဂုံယူနှုတ်ဆက်စကားပြောချင်ပါတယ်။ဒါဘာကြောင့်ကျွန်တော်သုံးသပ်ပြောင်းလဲဆိုရင်လက်ရှိဖက်စစ်တပ်ထဲကချက်ပေါ်နေတဲ့နောက်ဆုံးချင်းတွေပေါ့။အခုချက်ခဲ့တဲ့ငယ်ဆက်ဒေသကစစ်ပွဲတိုင်းကိုပဲကြည့်ကြည့်နောက်ဆုံးဖြစ်ခဲ့တဲ့မော်တော်လုံးနေထားပေါ့။ကျွန်တဲ့မင်းနာရေးနယ်ဆက်ပဲကြည့်ကြည့်ထိုင်းနဲ့တခြားနယ်ဆက်ပဲကြည့်ကြည့်ဘယ်နယ်ဆက်မှမဆိုဖြစ်ခဲ့တဲ့တိုက်ပွဲတိုင်းမှကြည့်ဒေါ်လိုင်းတပ်ဖွဲ့ဝင်သိမ်းပြီဆိုရတဲ့ဖက်စစ်ရပ်ဖက်တပ်ကလက်ပါစီတွေဟာလက်နက်ပိုင်ပါမပါလဲလူကြီးပဲ တိုက်တပားကိုလွန်ထွက်ပြေးခိုးလုံကြတယ်ဒါရိုးရလို့ဖြစ်နေပြီဖြစ်တယ်ပေါ့အိန္ဒိယပဲထွက်ပြေးလို့ပြန်ခေါ်ရတာဘင်္ဂလားဒေ့ရှ်ပဲထွက်ပြေးလို့ပြန်ခေါ်ရတာအိန္ဒိယချင်း၄နိုင်ငံရှိတဲ့နေမှာ၃နိုင်ငံကတော့ခဏခဏထွက်ပြေးနေကြဖြစ်တယ်ပေါ့တရုတ်ကတော့ထွေထူးပြောကြမှာမလို့ပါဘူးအဲဆိုတရုတ်ကတော့ဖက်ဆစ်ဂျမ်းဖက်အာနာရှင်မြောက်လိုင်းရဲ့ဂုံးတိန်ဖခင်ဖြစ်နေတယ်ဆိုတော့သူ့ပဲထွက်ပြေးခဲ့ရင်လည်းသတင်းထွက်ပေါ်လာမှာမဟုတ်ဘူးအားလုံးတော်တော်တည်နေတယ်သူတို့လုံလောက်ကြမှာဖြစ်တာပေါ့ဟာလို့အဲ့တော့ဖက်ဆစ်တက်ကလက်ရှိအနေထားဟာဘလို့မှစိတ်ကဆွမ်းရည်နော်ဒီဒီတပ်ဖွဲ့ချစ်စိတ်နဲ့စစ်တိုက်နိုင်တဲ့အနေထားမရှိတော့ပါဘူးသူတို့မှရှိတယ်နောက်ဆုံးအကဲတာမှုတစ်ခုကတော့ဒီရုပ်နဲ့ရုရှားတို့ကထောက်ပံ့ပေးတဲ့လေကြောင်း တစ်ခုရေးတာမှုတစ်ခုပဲရှိပါတယ်။ဒေနေနဲ့ပတ်ပြီးဘုံကျဲမယ်။ဘုံကျဲနိုင်မယ်ဘုံတိတွေထုတ်လွှင့်နိုင်မှုတရုတ်ကတရုတ်နဲ့တချို့သောကွန်မြူနတီနိုင်ငံတွေကမ္ဘာဝန်ယူဆုံးမိစ္ဆာနိုင်ငံတွေကထောက်ပံ့ပြီးတဲ့ဆက်လက်ပစ္စည်းတွေနဲ့အစောတလင်းကပ္ပစာတွေမှာထုတ်လုပ်ပြီးတော့ဘုံကျဲမယ်။ဒါပဲသူတို့လုပ်နိုင်တော့တာဖြစ်တယ်။ဒီဂျာယူကော့ပတာဒီလည်းအခုဆိုဒီစီးတစ်စီးပြတ်ကြပြီဒီစီမှာအသုံးမတည့်ဘူးဆိုတော့သူတည်လာကြပြီဂျာယူကော့ပတာပေါ်မှာတက်မောင်းမှုတော့မှသူတို့ခက်ခဲလာတဲ့အနေအထားဖြစ်တယ်။ဒီမှာကြည့်လိုက်ပါအပြင်းထန်ခန်းဆစ်ဆင်ပြီးတော့တချို့နေရာတွေမှာထိုးဆစ်ဆင်နိုင်တာဟုတ်ပါတယ်။ထိုးဆစ်ဆင်နိုင်နေဆိုတဲ့အခြေအနေမှာသူတို့အသုံးပြုလာတဲ့အနေအထားကိုကျွန်တော်လေ့လာကြည့်ရသလောက်ဒီရင်နဲ့ဘုံကျင်မယ် တိကျတဲ့အိုင်းတော်ထောက်လန်းမှုရက်ကွန်ထောက်တဲ့ဒီ drone တွေနဲ့ပြည်သူချက်ချာတကယ်ထောက်မယ်။ anti drone တွေနဲ့ဒေါ်လိုင်းတက်ကတ် drone တွေပြန်တက်ပြန်တက်လို့မရနိုင်အောင်ဆွေးချသိသိနိုင်အောင်ရုရှားရဲ့အကူအညီနဲ့ကြိုးစားတယ်။ပြီးတော့မှထိုးစစ်ကိုမြေပြင်မှာအတင်းတမဆူဆောင်ထားတဲ့ပြည်သူစစ်လို့ခေါ်တဲ့လူငယ်တွေကိုအသေးခံခိုင်းပြီးတော့ mining ခိုင်းပြီးတော့အတင်းလူလိုင်းလုံးနဲ့တက်ပြီးထိုးစစ်ဆင်သိမ့်မခိုင်းတဲ့အနေထားမျိုးကိုပဲသူတို့လုပ်နိုင်တာတွေ့ရပြီးတော့အခုပြည်သူစစ်ခေါ်တဲ့ပြည်သူဖမ်းဆီးခံထားတဲ့လူငယ်ပေါင်းမျောင်များစွာလည်းပဲ လွန်စွာမှစိတ်သက်သာရှိပြီးတော့နီးပေါင်းစုံနီးလန်းပေါင်းစုံတို့ထပ်ပြေးနေကြတာကိုကျွန်တော်တို့မျက်မြင်တွေ့ရပြီးကျွန်တော်တို့တိုင်းတက်ဖက်ကကယ်ဆယ်ဆောက်ရှောက်ထားတဲ့ပါစပြည်သက်စစ်ပေါင်းနဲ့ရည်တဲ့ရာပေါင်းများစွာရှိလာကြတဲ့အနေအထားဖြစ်တဲ့ကြောင့်ဖက်စစ်တက်ကအင်အားဟာဖီယိုဖီယဲလုံးဝပြိုကွဲနေတဲ့အနေအထားရှိပါတယ်စိတ်သက်အင်အားစိတ်သက်အင်အားပြိုကွဲနေတာတခုတည်းလားဆိုမဟုတ်ဘူးဘိုဟိုကမန်းပေးနိုင်တဲ့ဘိုဟိုချက်ကလည်းအခုဆိုရင်ပြိုကွဲနေတဲ့အနေအထားတွေ့ရပါလိမ့်မယ်အခုဒါမောတော်ဆိုလို့ရှိရင်ကြားပြတဲ့အတိုင်းလာလာရောက်တိုက်ခိုက်မယ်ဆိုတာကိုရတတပတ်နဲ့ချီပြီးတော့ကြိုးတွေတည်ရရှိပြီးမယ်ဘာမှစစ်ကူပြစ်မပေးနိုင်တာစကိုင်းတိုင်းမုံရွာဖက်ဒီမှာလည်းအလားတူပဲတော်တော်လေးတက်တဲ့ဘက်က တိတိကျကျဝင်ရောက်တိုက်ခိုက်မယ်ဆိုတော့တိရှိရတဲ့အစ်ကိုပြေကူမပေးနိုင်လားကချင်ပြည်နယ်မှာဆိုတဲ့အလားတူပဲအာရခပြည်မှာဆိုတဲ့အလားတူပဲအဲ့တော့သူတို့ရဲ့အာနာအမိန်ပေးမှုကြည့်လေညနေကိုကေရီမူယုံဖက်ကကာဆာတာမူရီဆိုတဲ့ကောင်ဒီဖက်ကတပြီးတော့ရခင်လွန်ခဲ့တဲ့၄၅6လကားကဲ့သို့တိကျတဲ့တိချတဲ့မှန်ကန်မြန်ဆန်တဲ့အမိန်ပေးစနစ်တွေမရှိတော့ပဲနဲ့သူမင်းအွန်လိုင်းကိုတိုင်ကိုပဲဖအံကိုရောက်တယ်ပြည်နယ်အစိုးရကိုခေါ်တယ်သူတို့ခန့်ထားတဲ့စစ်လက်ပါးစီအစိုးရအဆင့်လို့တတ်မှတ်ထားတဲ့ကောင်ဒီကိုတိုင်ကတဲခဲအေခန်ကျွေးမွေးတဲ့ ရေစားကြလုံးဝမတုံးဆောင်တော့ဘူးဆိုတော့ဒါထပ်ပေါ်လာတဲ့တည်နေရမင်းအောင်လိုက်ကိုလည်းသူ့ရဲ့သူ့ကိုထောက်ကူပေးထားတဲ့အရေးကြီးဆုံးပြည်နယ်ဆိုရဆိုတဲ့အဆင့်တန်းကဘုချုပ်ကြီးတွေကူတော့မှယုံကြည်မှုမရှိတော့ဘူးဆိုတဲ့သဘောကိုပြလာတာဖြစ်တဲ့ကြောင့်သူ့ရဲ့အမိန်ပေးစနစ်သူ့ရဲ့အချင်းချင်းပေါ်မှာထားရှိတဲ့စာကံမှုယုံကြည်မှုအခြေအနေထားလုံးဝပြိုကွဲပျက်စီးနေတဲ့အချိန်မှာပဲကြားဖြန့်လို့ခေါ်တဲ့နိုင်ငံတကာကနေအခုဆိုရင်သူ့ရဲ့ American ကပေါ့ကိတိပပနော် Scammer Strike Force ဆိုပြီးတော့ညင်ညာပြီးတော့ American ကအပြောနဲ့အလုပ်ညီတဲ့လူဖြစ်တယ်လေလုံးကြီးတဲ့လူမဟုတ်ဘူးနော် တင်ညာပြီးတော့အခုဆိုမြန်မာနယ်စပ်တစ်ချောင်းမှာအမေရိကန်စစ်တပ်တွေရောက်ရှိနေပြီဆိုတော့လေလူတိုင်းသိတဲ့ပြောချက်ပါဆိုတော့ကြားဖြန့်လို့ခေါ်တဲ့လက်တွေအဓိကတရားခံနဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့ကြားတရားတော့ပြောပြရင်လွန်ခဲ့တဲ့နှစ်နှစ်ခွဲ၃နှစ်လောက်ခေတ်ကဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့အမေရိကန်အစိုးရထောက်လိုင်းအေဂျင်စီတွေဟာတဲတဲမဲမဲနော်စနစ်တကျအသွင်ယူထိုးပေါက်စိတ်ဝင်အချက်လက်တွေစူးစမ်းနေကြတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်တော့မှလွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ခေတ်ကဒီကြားဖြန့်ရှင်ကုတ်ကိုအထဲမှာလဲပတ်နေတဲ့ဖြစ်စဉ်တချို့ကိုနော်ဒီအေဂျင့်တယောက်ကဖြစ်စဉ်ကျွန်တော်ကိုယ်တိုင်မှသိရှိနေတာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်လည်းချိန်ဆက်ပြီးလိုက်တဲ့ ဒီပြည်သူစစ် sorry အာ BGF လုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့ဆက်သွယ်နေတဲ့စစ်မှုထမ်းဟောင်းရရှိတယောက်ကတဆင်တယ်ကျွန်တော်ကြားခဲ့လုပ်ငန်းတွေအကြောင်းတော့ကျွန်တော် American တောင်းရေး agency တွေကျွန်တော်ခရိုင်တော့မှထိဆက်ပြီးခဲ့တာရှိပါတယ်အဲ့တော့လုပ်ငန်းတွေနှစ်နှစ်ခွဲလောက်ကလေးကအချက်လက်တွေကိုကြာကြာနာနာဘာလို့ဒီအဲ့တော့ကျွန်တော်ကဗီဒီယိုဖိုင်တွေလေးဆိုတော့အေးချွေကိုကိုအဆောက်အုံကြီးတည်းရတနေရမှာရက်စစ်ကျင်းစစ်နဲ့တုံနေတာတွေနော်တောက်ကျိန်လုံးနဲ့ဒီမသိမချင်းကိုရိုက်နေတာတွေထိုင်ထားတွေလုခိုင်းတာတွေနောက်ခါဒဏ်ရာမှာကြိုးတွေကြိုးမှာဒဏ်ရာတွေဘရဝါနဲ့ရိုက်နေညံမှနှိမ့်ဆက်ထားတာတွေလက်ထိပ်ကြီးခတ်ထားပြီးတော့ဒီလက်ထိပ်ခတ်ထားတဲ့တန်းဟာစတီတိုင်းမှာဒေါက်အားတွေထွက်ထားတာတွေ ဒါတွေအစအစထိအကုန်လုံးကိုကျွန်တော်တို့လုံးဝနှစ်နှစ်ခွဲခဲ့တဲ့ကအမေရိကန်ကကြာကြာနာလာဘယ်နေရာမှာဘယ်တရက်ကဥဆောင်ပြီးတော့ဘလို့ရက်ဆက်ကြမ်းကြုတ်မှုနဲ့ဘလို့လောက်ခဲ့တယ်ဆိုတဲ့အကြောင်းဘလို့ကိုရီးအင်္ဂါတွေကလီစာတွေကိုဘယ်ဖွဲ့စီကခွဲစိတ်ပြီးတော့ဘဒုကိုတတ်ဖြတ်ပြီးဘယ်ကိုပို့ပို့ပြီးရောင်းချတယ်ဆိုတဲ့အကြောင်းအကုန်လုံးအချက်လက်တွေငွေကြေးစည်းစိမ်မှုတွေဘန်းနေဘယ်ဘန်းနေဘယ်သွားအကုန်လုံးကိုအမေရိကန်ဆွေးရတဲ့တော်လိုင်းအေဂျင်စီတွေကစုဆောင်မှုတွေတိစောက်ထားပြီးဖြစ်ပါတယ်လုံးကနေနှစ်နှစ်ခွဲခဲ့တဲ့ကဆိုတော့အခုမှကြားဖြတ်လို့ပေါ်တင်နေဆွဆွဲခံရတဲ့ဆွဲချက်တွေနဲ့ DGP နဲ့ BDF တို့အစုအာ ရုပ်ခင်တရေကိုရင်းပြုခံရတဲ့ပမာဏနဲ့အဆောက်အုံတွေကိုဘုံခွဲဖြစ်စီပြအောက်ခြေက၄၅မြောက်လောက်အခိုင်းစီခံလေးတွေကိုဖမ်းစီပြပြီးသူတို့ကြားပြန်နေကိုနှိမ့်နေပါပြီလို့ထုတ်ပြန်ချက်ကိုအမေရိကန်အစိုးရဘက်ကဘလုံးကြီးနဲ့မှလက်ခံမှာမဟုတ်ပါဘူးသူတို့ကြေညာထားတဲ့အချိန်သူတို့နိုင်ငံသားတွေရှိရနေလိန်လေပြီးလှည့်ဖြားယူသွားတဲ့ဘီလီယံနဲ့ချီတဲ့အမေရိကန်ဒေါ်လာတွေကိုဘီလီယံနဲ့ချီတဲ့ဒီပိုင်ဆိုင်မှုတွေကိုပြန်လည်ရယူဖို့နဲ့ကျွလုံခဲ့တဲ့လူတွေကိုပေါ်တော့ရေးယူဖို့သူတို့ strike force ကစူးစမ်းမယ်လို့ဆိုလာတဲ့ပကြောင့်ဒီဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေဟာဘယ်ကိုရောက်သွားတယ်လဲ ်ဆက်ချောင်းကိုလိုက်ရင်တရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေကတစ်ဆင့်တရုတ်ပြည်ကိုအချို့စီစဉ်သွားတယ်အဲ့ဒီတရုတ်ကြားဖြန့်ဂိုင်းကောင်းဆောင်တွေနဲ့လက်တွဲလုပ်နေတဲ့ BGF စောချစ်တူကတစ်ဆင့်နေပြည်တော် main online စီကိုစီစဉ်သွားတယ်ပြီးတော့မှအယိုးအရင်းလေးတွေကိုပဲအယိုးအရင်းလေးတွေကိုပဲဘယ်လိုရလဲဆိုတော့ထပ်ပြောပါအောင်မယ်ကျွန်တော်ကအဲ့ဒီအဲ့အဲ့ဒီကြားဖြန့်မှာပေါင်လက်ပတ်နေတဲ့တက်ဖွဲ့တစ်ခုရဲ့အခေါင်းဆောင်တယောက်ကိုကျွန်တော်ပြီးခဲ့တဲ့ရပိုင်နင်းငယ်ကလမ်းပြီးတော့ပေါ့နော်ကြံပေးစကားကျွန်တော်ပြောလိုက်ပါတယ်ဒါလည်းစေတနာမြတ်တာနဲ့ပါသူရာဇဝတ်မှုကျူးလွန်ထားတာမှန်တယ်ဒါပေမဲ့သူအခုချိန်မှာကအာ ဘယ်လိုခေါ်မလဲဖောက်ကောဘာညွန့်လိုမျိုးလုပ်ခဲ့လို့ရှိရင်ပေါ့ဘလိုနည်းဘလိုနိုင်ငံရေးအကျိုးများရနိုင်လဲအသက်ရှင်ခွင့်ရမယ်ဆိုတော့အကြံပြုချက်လေးပေးပို့ရင်ပေါ့ကျွန်တော်သူ့ကိုလှမ်းပြောခဲ့ပေါ့ပြောတော့သူပြန်ပြောတဲ့စကားတစ်ခုပေါ့နော်သူကဘာပြောလဲဆိုတော့အာကျွန်တော်တပ်ဖွဲ့ဝင်တွေအသက်ဆက်ရှင်ပေါ့ကျွန်တော်ခုဘာပဲခုကခုကဒီကတည်းကတည်းကလောက်ရမှာပဲဆိုတဲ့သဘောမျိုးသူပြန်ပြောတာလေးကျွန်တော်ကမှတ်မိလိုက်လို့ပေါ့အဲ့တော့စောစောရတဲ့အယိုးရင်းလေးတွေကိုငါတပ်ဖွဲ့အတွက်ဘာပဲလောက်ရလောက်ရလုံမှာပဲဆိုပြီးလူပေါ့တချို့တော့ပဲပေးပြီးတော့ချွေးသိထားတာဖြစ်တယ်ဆိုတော့အားလုံးကိုချုပ်ငုံပြီးတော့ဆက်ဆက်စဉ်းစားစစ်စစ်စစ်ရေးမိမယ်ဆိုရင်နောက်ဆုံးတက်ကက်ကတစ်ခုပဲကျန်ပါတယ်ဒါ BGF ကဆော့ချစ်သူတို့ကအသာထားပါမွားပါ သူအရှိချက်ကျင်လို့လိုမျိုးအချိန်တန်ဆင်းထိုးရင်ထိုးမထိုးရင်အချင်းဆောင်တစ်ထောက်ပါအချင်းဆန်ရမယ်နေရုပ်တတာပါအဓိကကြာရှိတဲ့နှစ်ခုဟာတေကွန်မြူနတီပါတီနဲ့တေကွန်မြူနတီပါတီတွေကခေါင်းဆောင်တချို့ ਨੇ ဖက်စစ်ကြမ်းဖက်အာဏာရှင်မင်းအွန်လိုင်းအုပ်စုဒါဟာကြားဖြန့်ဆိုတဲ့နိုင်ငံတကာနိုင်ငံဖြတ်ကျော် scamming လိမ်လည်တဲ့ online လိမ်လည်မှုကိုကျူးလွန်နေတဲ့ပင်မဂိုင်းကြီးတွေရဲ့စီးဆင်းရပင်မနှစ်ခုဖြစ်တယ်ဒါကြားဖြန့်တဲ့ပတ်သက်လို့ဖော်ထုတ်ခဲ့ရတဲ့တစ်ချက်ပဲဖြစ်တယ်ဒုတိယကမူရစ်အခုဆိုရင်မူရစ်နဲ့ပတ်သက်လို့ ဟလာဒီချက်ပြည်နယ်မှာရွှေတိကန်ဒေသမှာဘလို့ထုတ်လုပ်နေတယ်ဆိုတဲ့အကြောင်းအကြီးကျယ်ဖြစ်လာတယ်အမေရိကန်နိုင်ငံမှာဆိုရင်လည်းမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အင်ပတန်ဆိုးရွားတယ်တည်င်းချက်လေးဒီအမှန်လေးကိုအခုဆိုရင်တနိုင်ငံလုံးကတောင်းနွဲ့နွဲ့နဲ့အော်ဘာပြီးဆိုဒီလိုကြီးလားဟာဗမာပြည်ကတော့ရက်ဆက်ကြကြုတ်လာသလားဘလို့ငွေတို့လိမ်နေတာဗမာပြည်ကပါလားငါတို့ရှိကောရောက်လာတဲ့မွေးစီးတွေအကုန်လုံးနှီးပါဟာဗမာပြည်ကထွက်လာတာပါလားဆိုတော့အချက်လက်ပေါ်ထွက်မှုတွေအရာမူးယစ်ယာစာဟာလည်းပဲမင်းအွန်လိုင်းဖြစ်နေတာတွေ့ရပါတယ်အဲ့တော့ကြားပြန်ယာစာမူးယစ်ယာစာနောက်ဖို့ဆိုတာကအိန္ဒိယဆရာဝန်တွေအခုဖောက်ခွဲဖြစ်စီလိုက်တဲ့ဒီ KK Park အပါဝင်ရွှေကုတ်ကအပါဝင်ထဲမှာ အိန္ဒိယနဲ့ဒီရုတ်တော့ဘာမှမသိဘူးပေါ်ထလာတဲ့တင်းချက်လက်တရားအိန္ဒိယနဲ့ခွဆိတ်ဆရာဝန်တွေဟာအဲ့ဒီကေကေပစီဒီလိန်ခွန်လိုင်းလေးနဲ့ခိုင်းနေအခြေဆက်ရထားတာမှာခွဆိတ်ခန်းနေလူဝတ်တိဆောက်ထားပြီးတော့အဲ့အစ်မကြီးခွဆိတ်ခန်းနေမှာလူငယ်တွေလူရွယ်တွေသူတို့လူချင်းနဲ့ဘယ်အသက်ရွယ်ဘယ်သွေးမျိုးစားဘယ်လိုအင်ဆိုင်ပါတဲ့ဘယ်လိုကိုယ်တွင်းကလေးစားတဲ့အကြောက်ကနှလုံးစတဲ့အစားထုတ်လိုတဲ့ကိစ္စတွေကိုခွအရှင်လက်လက်ခွဆိတ်ဖြတ်တော့တတ်ဖြတ်ပြီးတော့ဒီပြန်လှည့်ပြီးနိုင်ငံတကာစီးကုပ်ကိုတင်ပို့ခဲ့တဲ့ဆိုရင်ဖြစ်စဉ်တွေအကုန်လုံးတစားတစားပေါ်ထွက်လာတဲ့ကြောင့်မို့တရားမဝင်ကိုရင်းကလေးစားတပ်ဖြတ်ရောင်းဝယ်မှုရဲ့ပင်မစစ်မြစ်တရားခံဟာလည်းပဲ မြောက်လိုက်အုပ်စုပဲစစ်အုပ်စုပဲဖြစ်နေတာတွေ့ရပါတယ်ဒီကြောင့်လည်းပတ်သက်ကျွန်တော်ကိုယ်တိုင်ပြောခဲ့ပြီးပါတယ်ဒီဒါကစားမှုဒူဒါကစားမှုလုတ်ခဲ့တဲ့ခေါင်းတကောင်ဆိုရင်လည်း2017ကာလဆန္ဒပြတဲ့လူငယ်တွေလူငယ်ဆိုတာအသက်18 20စိတ်တွေဟာနေပြောင်းညပြောင်းပျောက်သွားပြီးတော့လုံးဝအလောင်းမှရှာမရအောင်အယောင်ရလို့စိတ်ုံတတ်ထုတ်ဆုံးလည်းပဲရင်ခွဲထားပြီးသားကိုရင်းကလေးစားဘာမှမရှိတော့ဘူးလက်လက်ဆက်ဆက်မနေ့ကမှဖမ်းသွားတယ်ဒီနေ့ကိုရင်းကလေးစားမပါဘဲနဲ့ချုပ်ပြီးသားတွေဘော်ဒီယုံပြီးပါတယ်ပြန်ပြေးအဲ့အဲ့ဒီအချိန်ကလေးကကိုရင်းကလေးစားရောင်းဝယ်မှုလုပ်ငန်းကိုစစ်ဘုံချုပ်အဆင့်ရှိတဲ့ကောင်တွေကိုယ်တိုင်ကအဆပြုတ်ပြီးတော့လုပ်လာခဲ့ပြီဖြစ်တယ်။အားကြောင့်လဲဆိုတော့ရှီချင်းပင်ကိုယ်တိုင်ပူတင်နဲ့တွေ့တဲ့အချိန်မှာ လွတ်ကနေပြောလိုက်လို့ဖြတ်ပြန်ဖြတ်ခိုင်းလိုက်တဲ့ message တစ်ခုရှိပါတယ်။ဒါပါလဲဆိုတော့လူတွေရဲ့အသက်ကို150တိရှိအောင်လုပ်နိုင်မယ်နည်းလမ်းတွေစာပွေတွေ့ရှိထားခဲ့ပြီဆိုတဲ့အချက်လက်ပါ။ဒါစီးပညာရစီးထိုးပြီးသွားတာမဟုတ်ဘူး။ကိုရင်းကလေးစားတချို့ရေးကြီးစိတ်ပိုင်းတွေကိုသူတို့ဒီပညာနဲ့လဲလဲအစားထိုးအသက်ဆက်ရှင်ဖို့ကြိုးစားနေမှာလဲလဲအစားထိုးဖို့လိုတဲ့ကိုရင်းကလေးစားတွေအတွက်အခုလိုမျိုးရက်ဆက်ကြမ်းကြုတ်တဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်တွေစစ်အာဏာရှင်တွေလူမဆန်တဲ့ကောင်တွေလူလူချင်းချင်းကိုအရှင်လက်တပ်ဖြတ်ပြီးကိုရင်းကလေးစားထုတ်ဝင်တဲ့လူအရင်းဆိုင်ကောင်တွေရှိမှာကျင့်ဝတ်ဖောက်ပြန်တဲ့အိန္ဒိယဆရာဝန်တချို့လိုမျိုး ဆေးပညာရှင်တွေရှိမှဒီကိုရင်းကလေးစာရက်စခွဲထုတ်တခြားနေရာမှာပြောင်းလဲစားထုတ်အသက်ဆက်ရှင်နေမှာဖြစ်တယ်။ဆိုတော့ကိုရင်းကလေးစာရောင်းဝယ်ရေးအတွက်ကိုမြန်မာပြည်ဟာအမြတမ်းမှဝမ်းနဲ့ကြည်ခဲ့ခွဲကအကောင်းအောင်ရက်စက်ကြံ့ကြုတ်တဲ့လူသမားတွေရဲ့စကြက်မြေဖြစ်ခဲ့ပြီးတော့အခုဆိုရင်ဘယ်လာရုစ်ကဆိုရလိမျိုးတခြားနိုင်ငံကလှပနှုတ်နဲ့ပြိုမြင့်တဲ့လူငယ်တွေကျွန်တော်နိုင်ငံကတော့ဖွေထုဆိုကြမှရှိဟောအစားပြောင်းနားပြောင်းဘယ်သူတက်လို့တမမ်းမသိလုံးဝ chaos first step ဖြစ်နေတဲ့နိုင်ငံဖြစ်တော့ကျွန်တော်နိုင်ငံလူငယ်တွေတော့ဖွေထုဆိုကြမှရှိဘူးအဲ့တော့အတိကစိုးဝါလာတဲ့ရာဇဝတ်မှုကြီးတွေအကုန်လုံး scamming မူရည် ိုရင်းပြည်သားရောင်းဝယ်မှုတုံးခုသလုံးရဲ့ပင်မစစ်မြစ်တည်းကဟာမြန်အောင်လိုင်းဆေးဥစုဖြစ်နေလို့ဆိုတာကို American Congress လွတ်တော်ကပြီးခဲ့တဲ့နှစ်ရက်ကနှစ်နာရီကျော်ကြာဆွေးနွေးတဲ့အခြေတင်ဆွေးနွေးပွဲမှာတွတ်တော်ကိုစလေတွေဘက်ကသူတို့ရဲ့ရှာဖွေတွေ့ရှိတဲ့ချစ်လက်တွေကိုမူတီဗီရှင်းလင်းတင်ပြပါတာတွေ့ရကြအဖြစ်ကဘာကြီးဟာမြန်မာပြည်တည်သူပြည်သားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ဖက်စစ်ကြမ်းဖက်အာဏာရှင်စနစ်ကစိုးဝါးရက်ဆက်ကြမ်းကြုတ်မယိုင်းလာတဲ့အခြေအနေမှန်တွေကိုသိမြင်သွားခဲ့ပြီဖြစ်တယ်အဲ့တော့အခုဒီကနေ့ဒီမဲ့ဇယ်လန်စကီကသူ့ရဲ့ရွေးချယ်ဖို့ခက်ခဲတဲ့ option တစ်ခုကို မိကုန်းနဲ့တင်ပြခဲ့တယ်။ option တစ်ခုအချင်းချုပ်ပြောရရင် तू ဂုံးတိုက်ခါကိုရွေးချယ်မလားစစ်ရှုံးခံပြီးတော့မဟာမိတ်တပ်ဖွဲ့နိုင်ငံကြီးတစ်ခုကိုရှုံးခံပါ तू နှစ်ခုပေါ့ရွေးချယ်ရတော့မနေစားဖြစ်ပြီဆိုတော့ကျွန်တော်တို့လူလူချင်းသုံးသပ်ရရင်သုံးနှစ်ကျော်လင်းကြာဖြစ်လာတဲ့ယူကရိန်းနဲ့ရုရှားစစ်ပွဲဟာအခုဆိုရင်ရုရှားဟာအတော်ကြီးကိုစစ်ပန်းပြီးတော့ရှစ်တမြရွှေဒုံးတွေရောင်းထုတ်ရတဲ့အနေအထားသူဒီနိုင်ငံထဲမှာတော့ဓာတ်ဆီဒီဇယ်မထုတ်နိုင်တော့လို့တခြားနိုင်ငံတွေကလည်းဓာတ်ဆီဒီဇယ်ပြန်သွင်းပြီးရသူတို့ကားတွေဖြန့်ဝေရတဲ့အခြေအနေသူနိုင်ငံသားတွေကိုအဆမပြေအောင်အကုန်တုံးမြင့်ပြီးတော့စစ်စည်း ထောင်းလာလို့ပြူသားတဲ့ရုံးကန်တွေရတယ်နောက်ဆုံးပြဆွဲဒီချိန်ဒီမှာပူတင်အတွက်ရွေးချယ်စရာသူတို့နိုင်ငံကြီးနေနဲ့သူစစ်ရှုံးခံမလားနောက်ဆုံးဖြစ်ချင်တာဖြစ်သူလည်းတည်ကဘာလဲကြည်ဆိုပြီးနျူကလ িয়ার တုံးမလားတုံးဖို့ကြောက်ကန်ကန်ပြီးဂျောင်းပရက်ခံရတဲ့ခွေးလိုရှစ်တမြလက်နက်နဲ့ထုတ်တုံးမလားဆိုတဲ့အနေထားဖြစ်လာတဲ့ကာလမှာဇယ်လင်စကီကိုအမေရိကန်ကဒီမူချုပ်ချပြပြီးတော့လာမယ့်29ရက်နေ့မှာလက်မှတ်ထိုးဖို့ဖိအားပေးလာတယ်ဆိုတဲ့အခြေအနေဟာနောက်ဆက်တွဲဖြစ်မယ့်အောင်ပစိဖိတောင်တိယဘော့ဆော့ချိုင်းနာစီပစ်မှာစိုင်းထားတဲ့ စီရင်နိုင်ငံရေးအထက်ဆိုင်တွေအတွက်နောက်ချီကလန်အတွက်အချို့ဇက်ွက်တွေတချို့နည်းမြေတွေပါပြည်ရနဲ့စီရင်နိုင်တာစီရက်ဆိုင်တာစီအားစုတာလုပ်တယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ EU စစ်ပြင်းနေပါတယ်။စစ်တမ်းနဲ့ပစ္စည်းချမ်းပဲထုတ်လုပ်ပြီးဂျာမနီနိုးထလာပါတယ်။ဒီချိန်မှာဂျပန်ကစီရင်အားကြီးထားဖို့လုပ်ရမယ်ဆိုတဲ့အခြေအကိုတရုတ်ကအခုဆိုရင်သူရဲ့ CCP မီဒီယာတွေမှာအပြင်းထန်အကြောက်လန့်ထိုင်ရတဲ့ခြားကန့်ကွက်ရှုတ်ချလှုပ်ဆော်နေတာတွေ့ရပါတယ်။ဂျပန်ကောင်းထောင်လာမှာကိုတရုတ်အကြောက်ဆုံးဖြစ်နေတယ်။ဘာကြောင့်လဲ။လက်ပြမလုံနဲ့ခေါင်းဆောင်တချို့ကြောင့်တရုတ်ဟာတစုံတစ်ခုသာကမ္ဘာကြီးနဲ့ရှင်ပြီးသူ့ အခြေတင်ဖြစ်ရမယ်ပြဿနာဖြစ်ရှင်းရမယ်ဆိုရင်ဝူဟန်ဗိုင်းရပ်စ်ကစားဟိုစကမ်မာဗိုင်းရပ်စ်အဆိုကမ္ဘာအနှံ့ကိုဆေးအာဏာရှင်တွေစစ်စစ်တပ်စစ်ဗိုလ်ချုပ်တွေကိုအကျင့်ပြလက်စားတဲ့ဖောက်ပြန်တဲ့စစ်ဗိုလ်တွေကိုမွေးပြီးတော့ဆေးအာဏာသိမ်းကဆေးအာဏာရှင်စနစ်ကြီးထွားစေပြီးတိဝေလက်ပါစီဖြစ်ဖြန့်ကျက်ပြီးဆေးအာကြီးနိုင်ငံတစ်ခုဖြစ်တိဆောက်ကကမ္ဘာရဲ့ super power ဖြစ်ဖို့တလန်းနေတဲ့တိရုတ်ရဲ့ရည်မှန်းချက်ထိုင်ဝမ်အပါဝင်မြန်မာအပါဝင်ဖိလစ်ပိုင်အပါဝင်အိန္ဒိယနိုင်ငံတွေပေါ်မှာနိုင်လို့ရတဲ့လူကိုနိုင်မယ်သိမ်းလို့ရတဲ့မျိုးကိုသိမ်းမယ်ပြန်စားတာအလုံးကုတ်သွေးဆိုပြီးတိရုတ်လူမျိုးတကူကြီးထွားရတာပဒနာဆိုတဲ့တိရုတ်ရဲ့ကိုကျိုးဆွဲအလုံးပြင်းထန်တော့ 2025ဖက်စစ်စနစ်ဒိုမီနက်ရေချုံထားတဲ့ဖက်စစ်စနစ်တခုကြောင့်ကမ္ဘာနိုင်ငံတွေဟာအခုဆိုရင်အင်အားချိန်ခွင်ရှာတွေညှိပြီးတော့အစုဖွဲ့တီးတီးနဲ့အခုဆိုရင်တစုံတရာကိုတိတိဆိုင်ဆိုင်ဦးတည်နေကြတာတွေ့ရပါလိမ့်မယ်အဲ့တော့ရုရှားနဲ့ယူကရိန်းနဲ့စစ်ရဆဲတော်လကောင်းပြည်စစ်တခုရရက်ဆိုင်သွားရင်တော်လကောင်းစစ်မီးဟာ EU တော်လကောင်းတရုတ်ဂျပန်ကိုရီးယားတိုင်ဝမ်တို့မဟုတ်မြန်မာနိုင်ငံမိတ်မှာတော်လကောင်းထပ်မံပြီးတော့ပြင်းပြင်းထန်ထန် တောက်ပလောက်မယ်အနေထားရှိပါတယ်။ဘယ်ချိန်ထိတောက်ပမလဲဆိုရင်ကဘာကြီးကိုမတိမငြိမ်မအေးမချမ်းငြိမ်မသက်ဖြစ်နေစေတဲ့နောက်ွယ်ကလက်မဲကြီးတွေချုပ်ငင်းနေသည့်သောသောပြောတဲ့အချက်ကြီးသုံးချက်ပေါ့မင်းအောင်လိုင်းအပါဝင်မင်းအောင်လိုင်းကိုထောက်ပံ့ပေးထားတဲ့နဝတ်တီချုပ်ငင်းသုံးဖို့နောင်တသုံးဖို့အရေးယူနိုင်တဲ့အခြေအနေတိစစ်မီးကြီးတွေတော်တော်အတွေ့အတွေ့သောမိပညာနဲ့ရှင်ပြန်ရှင်နွယ်တဲ့စစ်ပွဲကြီးတွေတော်တော်ဖြစ်ပေါ်ပြီးတော့ဒီတခြားထဲမှာအမြတ်ထွက်တယ်လို့ပဲပြောမလားမြန်မာတို့ရဲ့ကံကြမ္မာလို့ပဲဆိုမလားမသိဘူးကျွန်တော်တို့မြန်မာပြည်လွတ်လပ်ရေးဒုတိယကမ္ဘာစစ်ကမ္ဘာစစ်ကြီးအပြီးမှာကျွန်တော်တို့ရခဲ့တာပထမအကြိမ်လွတ်လပ်ရေးဖြစ်တယ်အခု ဒုတိယအကြိမ်လွတ်လိုက်ပြီကျွန်တော်တာဆွေးခဲ့တဲ့အချိန်မှာစီမီးကြီးတွေဟာကမ္ဘာနိုင်ငံအသီးသီးမှာ ਨੇ မြန်မာပြည်ရဲ့အနီးအနားမှာတောက်လာပြီမြန်မာပြည်ထဲမှာတော့အချင်းချင်းချနေတဲ့စီမီးတစ်ခုခုတောက်လာနေကြတာကြာပြီဖြစ်တယ်ဆိုတော့လက်ရှိအခြေအနေအားလုံးကြီးချင်းအဖြစ်ဆိုချစ်သူထွက်ပြေးပြေးနေပါဘူးလို့သူရဲ့လက်အောက်အခုဆိုရင်ဆရာမင်းနေရာပို့ဆေးတင်လိုက်တဲ့အတစ်ကလေးနော်နိုင်မောင်စောဟာဘလို့ပဲပြောပြောဆိုချစ်သူပျောက်နေတယ်ဒီကြတယ်တရုတ်ကြားပြန်ခေါင်းဆောင်နေဘယ်နေရာမှာဘာလုပ်နေလဲဆိုတာကျွန်တော်လိုလူလေးမမဟုတ်တဲ့လူတော်မှအတရုတ်ကြားပြန်ခေါင်းဆောင်နေဘေးဦးရွှေ့သွားပြီရန်ကုန်မြို့ဘေးကွန်ဒိုအခန်းထဲမှာဘလောက်ကိုရောက်နေပြီ မင်္ဂလာတို့ရဲ့ဘေးနေရာကိုဘေးဝင်းထဲမှာထားတယ်ဘေးအထက်ချုပ်ဆက်ယုံကြီးရဲ့ဘေးနားတရုတ်ဆက်အောင်နေမှာအကြပြန့်ခေါင်းဆောင်ရောက်လာတယ်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ဘေးမျိုးလေးကိုတော့ဘသူဘေးတပ်ဖွဲ့ရဲ့ဥဆောင်မှုနဲ့ဘေးကြပြန့်ခေါင်းဆောင်တွေကိုလောတဲ့လုံချုံခွင့်ပေးထားတယ်ဆိုတော့ပြည်သူ့ဘက်တော်သားပြည်သူတွေရဲ့သတင်းပေးမှုကိုရရှိနေတယ်ကျွန်တော်တို့လူလေးတောင်မှသိရှိနေရမယ်ဆိုရင်ကောင်းငင်ကနေပြီးတော့ဂျီပင်ကဘေးစပေါ်ဘောလုံးရဲ့တစိုက်ကိုတော့လှမ်းဖတ်လို့ရတဲ့ satellite တွေပိုင်းထားတဲ့လူတွေအစ်မြင့်နဲ့ထောက်လိုင်းရန်ရန်ကြီးတွေနဲ့တခေကူကပားကျော်ထောက်လိုင်းတပ်ဖွဲ့ကြီးရှိထားတဲ့ American လို့ဒီအစိုးရအဖွဲ့ကဘာမှမသိစရာအကြောင်းမရှိဘူးအဲ့တော့စင်တွေကို စိတ်တည်နေဖုံးချင်နေတဲ့လက်ရှိနောက်ဆုံးလွတ်ရက်ဒီအခြေအနေကိုကြည်ချင်းအဖြစ်မင်းအောင်လိုင်းဆရာစွေဂိုင်းကြားဖြန့်ဂိုင်းမူရဂိုင်းခေါင်းဆောင်အုပ်စုတစုရဲ့အခြေအနေဟာနောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်တယ်။နောက်သူဟာဘယ်လာရုစ်ကိုထွက်ပြေးမလားရုရှားကိုပြေးမလားရုရှားကပြည်နယ်တစ်ခုခုမှာတော်ယူမတင်မရှားနိုင်ခိုးလို့မလားဒီနီလန်းကိုယူမလားဗဟိတ်ခုံရုံးကတစ်ဆင့်ချမှတ်တဲ့ကျိုးမိတ်ကိုတုံးဖို့ထောင်မိတ်ကိုခံယူပြီးထောင်ထဲမှာနဲ့တော်ပြီးနေမလားတုံးမဟုတ်အီတလီကမူဆိုလီနီလိုမျိုးဇော်ထိုးကျိုးဆဲချပြီးပြည်သူတယောက်ချင်းစီရဲ့ပြစ်ပိမှုကိုခံမလားတုံးမဟုတ်သူ့ရဲ့ဖက်ဆက်တဲ့တွင်ကပဲဟစ်တလား နောက်ဆုံးအချိန်ဖြစ်သွားတဲ့အချိန်ဖြတ်တန်းတယ်လို့တက်ကိုတူပဲ suicide လုပ်မလားဒီ channel ၄ခုကလွဲလို့ option ၄ခုကလွဲလို့ main online အတွက်ရွေးစရာမရှိတော့တဲ့အချိန်ဒီကျွန်တော်တို့ dollar တက်ဖက်ကအခုဆိုရင်ကြီးညာထားခဲ့တဲ့အတိုင်းဘိုးကာလာမှာအင်္ဂါတွေစုလက်နက်တွေစုအားလုံးဘာဘာပြောရလဲစုပြီးတပ်ပေါင်းစုကြီးပေါ်ထွက်မယ်လို့ခေါင်းဆောင်ကြီးတချို့ကပြောလာတဲ့အနေထားတချို့နေရာတွေမှာဆိုရင် ပြည်နယ်ချင်းချားနေတော့လည်းပဲစီးရီးရပေါင်းဆက်ပြီးတော့ကြီးမားတဲ့ အဓိကကြတော့ heartland တွေကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေနိုင်တဲ့အနေအထားရှိတဲ့အချိန်မှာဒါပေမဲ့တချို့နေရာတွေမှာတော့ရဲဘော်တချို့စိတ်ဓာတ်တွေကြာချင်းလာရှိတယ်ကြာဆုံးမှုများပြားလားလူထောက်ပံ့မှုတွေလူတို့ကြက်တက်လာလို့ရောကြလာတဲ့အနေအထားတွေပေါ်မှာအားမရလားခေါင်းဆောင်လုပ်တဲ့လူတွေပေါ်မှာတို့လေးနေတာလည်းမျောလင်းခဲ့တဲ့ချက်လက်တွေမျောလင်းလို့ဖြစ်လာတဲ့ကြောင့်အားမရလားဆက်တဲ့ပြင်တချို့ချို့တော့ PDF နဲ့တချို့ချို့တော့တိုက်ခွက်တွေကရဲဘော်တချို့စိတ်ဓာတ်ကြာချင်းကြာလာတယ်ရှိပါတယ်တချို့တုတ်ကိုသူဆူဆိုက်လို့ကြာလာရှိပါတယ်ဒါလည်းခက်ခဲကြမ်းရှာလုံတဲ့အချိန်တွေမှာဂျုံတိုက်ဂျုံရတဲ့တဘောတဘောမှမလို့ကျွန်တော်အနေနဲ့ကြုံလုံးထပ်ပြီးတော့ဒီနေရာမှာပြောလိုက်ရင်ဒီနေ့ကျတော့ပုံနည်း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 နဲ့သွားတဲ့အချိန်မှာဒီကနေ့ဟာ climax ဇာတ်ရှင်အမြင့်ဆုံးဖြစ်တယ်လို့အောင်ပွဲကိုရဖို့လက်တကန်အနီးကပ်ဆုံးအချိန်လေးဖြစ်တယ် တော့မာရသွန်ပြေးပွဲတစ်ခုနဲ့ကျွန်တော်တို့ကမှနိုင်ရမယ်ဆိုရင်ပန်းတိုင်အလံကိုလှမ်းမြင်နေရတဲ့အချိန်ဟာကိုချီကိုလက်ကိုတော့မတည်ခြင်းလောက်အောင်ပင်ပန်းမှုပြေးတာဆုံးချင်းဖြစ်ပါတယ်အဲ့တော့စိတ်သက်ကြာဆင်းနေတဲ့ရေဘော်တွေစိတ်သက်ကြာဆင်းခြင်းတဲ့ရေဘော်တွေကိုကျွန်တော်တို့ဟောမှာအလံမြင်နေရပြီဟောဒီမှာကြိုးနေတဲ့လက်ခုတ်တွေဖြောင်းဖြောင်းကြားနေရပြီဘလို့မောနေပါစေကျွန်တော်တို့ပန်းတိုင်ရောက်အောင်ဆက်သွားမှရမယ်ဆိုရယ်ယုံကြည်ခြင်းနဲ့ခွန်အားပြန်လဲမွေးမြူပေးကြပါတော့ခွန်အားလဲမွေးမြူပဲတင်းငေါပြီခွန်နဲ့တပေါင်းစုတွေတိဆောင်ပေးမဟာမိတ်တွေလည်းကျွန်တော်တို့ချိန်ဆက်ကြပါအခုဆိုရင်ပမာပြရင်ယူကရိန်းအကြေးရေးတာ28ရက်နေ့တစုံပြေရဆိုင်သွားပြီသွားသူ့မှာတနစ်ကိုထုတ်လုပ်နိုင်တဲ့ဒရုန်း၄တန်းရှိဒရုန်းစီး၄တန်းရှိ ဆိုတော့သူ့ရဲ့တိုက်ခိုက်နိုင်တဲ့နည်းပညာနဲ့ထုတ်ထုတ်ထားတဲ့ပစ္စည်းတွေဟာရုရှားကရက်ဆိုင်သားလို့ရုရှားကိုမတိုက်ခိုက်နိုင်လေဒီဖြစ်စဉ်ဒီစနစ်ဒီချိန်တွေပေါ်ပေါက်လာအောင်ဆီဆော်ပြတဲ့အရင်နဲ့လက်တံကြီးတွေတိုက်ခိုက်ဖို့မြန်မာနိုင်ငံအောက်စုနဲ့နောက်ကွယ်ကလက်မဲကြီးတွေတိုက်ခိုက်ဖို့အတွက်ယူကရိန်းလိုနိုင်ငံတွေကနေကျွန်တော်တို့စီးရီးယားမားမေးဖွဲ့ပြီးလက်နက်နည်းပညာကူညီရအောင်တိုင်ဝမ်ခုဆိုရင်တရုတ်ကိုအာပေါ်ပေါ်တင်းတင်းအာကန်ဆန့်ကျင်ပြီးတော့ဂျပန်ဆူရှီစားပြောက်လာတဲ့တိုင်ဝမ်တမတရှိဘူးလေမားမေးဖွဲ့ကိုကျွန်တော်တို့စစ်လက်နက်နည်းပညာနဲ့မားမေးဖွဲ့ကိုစူးစမ်းတင့်တယ်လို့လက်ရှိကမ္ဘာမိတ်ဆက်ဝင်ရိုးစိုးနိုင်ငံတွေကိုနှိမ့်နှင်းဖို့ စီးရရတည်ဆောက်နေတဲ့ EU ပါဝင်ဥရောပနိုင်ငံတွေအပါဝင်နိုင်ငံကြီးတွေရှိရလဲမဟာမိတ်နဲ့ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံရဲ့နောက်ဆုံးဖြစ်သောကမ္ဘာကြီးရဲ့စစ်ရာဇဝဲကံကြီးတွေဖြိုခွင်းဖို့အတွက်နောက်ဆုံးဖြစ်သောဒေါ်လာရုံးကံမှုကြီးတွေအခွန်အားဖြည့်ပေးဖို့စီးနိုင်ငံကြီးမဟာမိတ်ဖွဲ့ကြိုးစားကြဖို့ကျွန်တော်တို့လိုပါတယ်ကြိုးစားနေကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်တစ်ဖက်ကကြာရင်မဖြစ်လေလက်ရှိ passive တဲ့ main online ရဲ့နောက်ဆုံးဖြစ်သောရုံးကံမှုဖြစ်တဲ့ force construction lawyer အတရမှာစစ်သားစုဆောင်ပြီးတော့လူငယ်တွေကိုမဖြစ်မနေ မွေမနေရဖမ်းမွေမင်းမေးတတ်မယ်မင်းဖေးတတ်မယ်မင်းမေးဖမ်းမယ်မင်းညီမတတ်မယ်စသဖြင့်တပ်ဖြတ်ချင်းချောက်ဖမ်းဆီးမယ်လို့ချင်းချောက်ပြီးတော့အတင်းမှာတသွင်းနေတဲ့အစနစ်ကိုစစ်အာဏာရှင်ဘက်ကအာဓမလုံနေတဲ့အချိန်မှာအဲ့ဒီအာဓမ construction lawyer မဖြစ်မနေအသေးခံခိုင်းရမယ်ကံကြမ္မာကိုကြုံတွေ့နေရတယ်မြေအောင်လိုင်းရဲ့ထိချုပ်နိုင်စမ်းရှိသောနေရာဒေသကလူငယ်တွေလူမျိုးဒေသဖြစ်လာတဲ့လက်လက်ဆက်ဆက်ဖြစ်သွားတဲ့နေရာဒေသလူငယ်တွေအနေနဲ့ သူငယ်ဆိုတာ fresh ဖြစ်ပါတယ်အတွေ့အမြင်ကျေပြန့်နည်းနည်းအောင်ရင်းမှန်းချက်ကြီးကြီးနဲ့ရှင်သန်နိုင်ခဲ့ဦးနောက်ပိုင်ရှင်တွေဖြစ်ပါတယ်ဒီလူငယ်တွေကဖက်စစ်တက်ကမဖြစ်မနေစိတ်ဆော်ပြီးတော့ဖန်စီပြီးစတဲ့သွင်းခံရမယ့်အခြေအနေကိုလေဆင်းခံပြီးတော့လုံးခံမလားဒါပေမဲ့ကျွန်တော်တော်လိုင်းရေးဖက်တီက G-force construction ကိုကျွန်တော်တို့သုံးမှာမဟုတ်ဘူး Demolition ရဲ့လူခွင့်ရေးအတွက်ကျွန်တော်တို့ကာကွယ်ရှောက်ရှောက်လေးထားတံမိုးထားတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့သုံးမှာမဟုတ်ဘူးကျွန်တော်တို့မသုံးလို့ကျွန်တော်တို့ဘက်မှာထိခိုက်ထိခိုက်ဒဏ်ရာရတာကြာဆုံးမှုလို့များလို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေမှာလူအင်အားနည်းသွားခဲ့တဲ့အချိန်မှာ စစ်ကောင်စီဘက်ကအတင်းအမဆူဆောင်းတဲ့လူသစ်တွေနဲ့လူတိုင်းလုံးနဲ့တိုက်လာလို့ကျွန်တော်တို့တော်လိုင်းဘက်ကအင်အားကြောက်လက်နက်ကလည်းရုရှားနဲ့တရုတ်ကထောက်ပံ့တယ်လူပါလေအတင်းအမဆူဆီးတာလူငယ်စိတ်ဆန္ဒမပါတော့လည်းပဲအတီးခမ်းမှကျွန်တော်တက်လာတယ်ဆိုလူငယ်တွေကြောက်ကျွန်တော်တို့သာဆုတ်ရမယ်ဆိုရင်တော်လိုင်းကပိုရှည်ချသွားနိုင်တာဖြစ်တယ်ဒါကြောင့်လူငယ်တွေအနေနဲ့စစ်ကောင်စီဘက်ကအတင်းအမဆူဆီးတာကိုညင်ညင်သာသာနဲ့လေဆင်းခံပြီးတားတားယုံပို့ခွာရပို့ခံရတော့မယ်နွားလို့မျက်ရည်ကြောက်ယုံလောက်နဲ့တန်းလန့်လိုက်သွားမှလားဒါမှမဟုတ်ငါတို့အနာကပ်ကိုတိဆောက်ဖို့အတွက်ရုန်းကန်စူးစမ်းနေတယ်။တော်လိုင်းဘက်သားမှာပက်သားများဘက်က force conscription ဆိုပြီးတော့ထောက်ပြမထားတော့လည်းပဲငါတို့အသိစိတ်နဲ့ငါတို့ construction လုပ်ပြီးတော့တော်လိုင်းမှာအခုနောက်ဆုံးချိန်တိုက်ပွဲရောင်ဒီကိုမြင်နေရတဲ့တိုက်ပွဲမာရသွန်ပန်းနိုင်ကိုရောက်တော့မယ်အချိန်နေကဘာကြီးကလည်းနောက်ဆုံးအမေရိကန်အပါဝင်လာပြီးတော့မြန်မာပြည်အပါဝင်တိုက်ကက်တိုက်ကွန်မြူနီနဲ့ရက်ဒီကဘာလုံးကိုဖိချွတ်တာအစီအမံလို့ဖြုတ်ခွင်းတော့မယ်အကြီးမားဆုံးအချိန်ဒီမှာငါတို့လူငယ်တို့တရလုံးကတော်လိုင်းကြီးကိုရနိုင်နေတဲ့ဝင်းကုမယ်ဝင်းတိုက်မယ်ဝင်းထောက်မယ်စစ်ကောင်စီတို့အင်အားလုံးဝမဖြစ်အောင်ငါတို့ထိုးသားမယ်ဆိုပြီးလူငယ်တို့အားလုံးကဒါအချီတဲနဲ့ရုံးမယ်တတန်တဲနဲ့ထွက်မယ်နိုင်ငံအနာဂတ်အတွက်အတူတူထိုင်ရမယ်ဆိုစိတ်ပိုင်းဖြတ်လိုက်မယ်ဆိုရင်တော့ဖြစ်ကြတယ် မင်းလည်းအုပ်စုဟာဇန်နဝါရီမရောက်ဘူးဇန်နဝါရီဆို2026မှာနေပြည်တော်မှာစစ်အာဏာရှင်ခြေချစရာနေရာမရှိဘူးဆိုတော့တမိုင်းကြီးကိုကျွန်တော်တို့ရေးထိုးနိုင်မှာဖြစ်တယ်။ကဲလူငယ်လေးမလုပ်နဲ့